ြစ်နိုင်ခြေအမြင့်ဆုံးဖြစ်နေတဲ့အပြောင်းရွှေ့သတင်းများဘလုံးရသည်တစ်ခုပြီးမာနေမယ်အပြောင်းရွှေ့သတင်းတွေကခက်ဆက်စိတ်ပေါ်ထွက်လာခဲ့ပါတယ်မင်္ဂလာပါခင်ဗျာ Soccer History ကနေကြိုဆိုပါရစေဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါဘလုံးရသည်တစ်ခုပြီးတာနဲ့နောက်ရသည်အတွက်အသင်းတွေကကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့ပါပြီလိုအပ်တဲ့ကစားသမားတွေကိုပြိုင်ဆိုင်ခေါ်ကြတော့မှာပါအဲ့ဒီတွေကဖြစ်နိုင်ခြေပိုတန်ရှယ်အမြင့်ဆုံးဖြစ်နေတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးလိုက်ပါတယ်1ကာနာချိုဂါနာချိုကိုနီးပြအာမိုရင်းကအသိအနာကမမြင်ပါတော့ဘူးဆိုပြီးကြေညာလိုက်ပြီဖြစ်လို့ဂါနာချိုသွားလို့ကသွားနိုင်ပါပြီ ဂါနာချိုကိုရိုင်းကလည်းယူရိုပါလိဖိုင်နယ်ပွဲစဉ်ပြီးမှသူပွဲထွက်ခွင့်မရလို့စိတ်ကောက်တယ်လို့ပြောဆိုခဲ့ပြီးအခုတော့အနားယူလိုက်ပါအောင်မယ်နောက်ရသည်ဘာဖြစ်မလဲစောင့်ကြည့်ကြတာပေါ့ဆိုတဲ့စကားမျိုးပြောသွားခဲ့တာပါဒါကသူအသင်းပြောင်းရင်ပြောင်းနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲဒီတော့နှုတ်နှစ်ဖက်ကမလိုလားတော့တာကြောင့်ဒီအပြောင်းရွှေ့ကတေချာပေါက်ဖြစ်လာမှာပါဘယ်အသင်းလဲတာမသိသေးတာပါအခုလောလောဆယ်တော့နပိုလီကဂါနာချိုကိုကန့်လန့်ထားတယ်လို့ဆိုပါတယ်နပိုလီကအရင်ဇန်နဝါရီအပြောင်းရွှေ့တွေကဂါနာချိုကိုပေါင်တန်း40နဲ့ကန့်လန့်ပူပါတယ်အဲ့ဒီတော့က United ဘက်ကပယ်ချခဲ့ပါတယ် အခုလေဒုတိယအကြိမ်ခေါ်ယူဖို့အတွက်မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေနဲ့နပိုလီအသင်းတာဝန်ရှိသူတွေတွေ့ဆုံမယ်လို့သိရပါဗျ။နပိုလီကလည်းသူတို့ချန်ပီယံဖြစ်ရမှာအဓိကဖြစ်ခဲ့တဲ့တော်မီနီနဲ့လူကာကူတို့လိုကစားသမားတွေကြောင့်ယူနိုက်တက်ကစားသမားတွေကိုခေါ်ချင်နေပါဗျ။နှစ်ခိုးပါမခိုးပါမကလည်းအပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေတဲ့ကစားသမားပါခိုးပါမကခြေသေးတဲ့မှာမပြောဘူးဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်လို့နီးပြမာရစ်ကအလောက်အောင်မှာမကစားခြင်းမှုဆိုတဲ့အသံတွေထွက်လာခဲ့ပါဗျ။ ်ပြီးခဲ့တဲ့ရာသီမှာခိုးပါမာကချဲစီအတွက်29ကိုတင်ပြီး15ချိန်ဖန်နေရပါတယ်ဒါအပြင်ချဲစီရဲ့တရားသီလုံးမှာအကောင်းဆုံးကစားသမားပြပါဆိုရင်လည်းခိုးပါမာပဲပြရမှာပါခိုးပါမာကိုလီဗာပူးအသင်းကစိတ်ဝင်စားနေပါတယ်လီဗာပူးကသူတို့အသင်းကနေထွက်ခွာဖို့ရှိနေတဲ့ဒါဝင်နူးနက်စ်နဲ့လူးဝစ်ဂျီရက်စ်တို့အတွက်ခိုးပါမာကိုအာနီစလော့ကစိတ်ဝင်စားနေပါတယ်ချဲစီကခိုးပါမာအတွက်ယူရို85သန်းလိုရှိပါတယ် ဒီပမာဏကကိုးပမာလို့ရင်းစတာအတွက်မများတဲ့ပမာဏပါလီဗာပူးဘက်ကဒါကိုပေးချေဖို့ဆန္ဒရှိရင်ဖြစ်လာနိုင်ပါတယ်၃အယ်ဗာရက် ပြီးခဲ့တဲ့နှစ်ကမှမန်စီးတီးကနေအက်သလက်တီကိုမက်ထရစ်ကိုပြောင်းရွှေ့ခဲ့တဲ့ကစားသမားကအက်သလက်တီကိုမက်ထရစ်အတွက်ပြိုင်ပွဲစုံ28ခုထိသွင်းယူထားပါတယ်။ပြီးရတူဟာအဆုံးသက်အားလုံးစိတ်ချရတဲ့ကစားသမားဖြစ်ပြီးပြီးခဲ့တဲ့ရာသီအတွက်အကောင်းဆုံးတိုက်စစ်မှုစီးရင်နဲ့ပါခဲ့တဲ့ကစားသမားပါ။သူ့ကိုလိုရှိနေတာကတော့ဘာစီလိုနာပါ။အသက်အရွယ်ထောက်လာတဲ့လီဝမ်ဒေါစကီနေရာမှာအစားထိုးပိတ်မှတ်ထားနေတယ်လို့လည်းသိရပါဗါစီလိုနာကတစ်ချိန်ကတီကိုရဲ့အသင်းနှလုံးဖြစ်တဲ့ ဂရစ်မန်ကိုတော့အရခေါ်ခဲ့ဘူးတော့ဒါကလည်းဖြစ်လာနိုင်ပါတယ်ခေါ်ယူချင်တာပဲရှိပြီဘလောက်နဲ့ခေါ်ယူဖို့ဆိုတာကတော့မဖော်ပြထားသေးပါဘူးလေးခရစ်စတိုဖာအန်ကွန်ကူအန်ကွန်ကူကပြီးခဲ့တဲ့ရာသီမှာနီးပြားကသူ့ကိုနေရာမပေးလို့စိတ်ကောက်ပြီးအသင်းပြောင်းကျင်နေတဲ့ကစားသမားပါသူ့ကိုအလိုရှိနေတဲ့သူကတော့အာဒီတာပါပဲအန်ကွန်ကူကချယ်ဆီအတွက်56ပွဲကစား18ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်ဒါပေမဲ့အန်ကွန်ကူကလိုင်ဇင်မာတုံးက၂ရာသီကစားခဲ့ပြီး58ဂိုးအထိသွင်းနိုင်ခဲ့တဲ့ကစားသမားပါဒီတော့အန်ကွန်ကူကအာဆင်နယ်ရဲ့တိုက်စ ပိုင်းမှာထွက်ခွာရောမယ် Kai Harvest Martinelli နဲ့ Gavriel Jesus ရဲ့နေရာကိုဖြည့်တင်းဖို့ Arida စိတ်ဝင်စားတဲ့ကစားသမားပါ Arida ကအန်ဂူဂူလိုတိုက်စစ်နဲ့ကွင်းလေဂျာမှာချိတ်ဆက်ပြီးကစားတတ်တဲ့ကစားသမားမျိုးကိုသဘောကျတဲ့သူပါအန်ဂူဂူအတွက်လက်ရှိမားကတ်မှာတန်40လောက်တန်ကြီးရှိပေမဲ့ချယ်ဆီကအန်ဂူဂူကိုဘလောက်ရရင်လက်လွတ်မလဲဆိုတာကတော့စောင့်ကြည့်သွားရမှာပါ9 Marcus Rashford မာကာရက်ဖိုးစ်ကအသင်းဟောင်းကိုလည်းပြန်မရတော့အသင်းအသစ်အက်စတွန်ဗီလာကလည်းရက်ဖိုးလိုလားစားများတဲ့ကစားသမားကိုအပြီးသက်ခေါ်တာဖို့စိတ်ကူးမရှိတာသိကြပါဗျ။ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာကမာကာရက်ဖိုးကိုမန်စီးတီးအသင်းကချိတ်ဆက်နေတယ်ဆိုတဲ့သတင်းမှာမာကာရက်ဖိုးကအငှားထွက်ကစားခဲ့တဲ့အက်စတွန်ဗီလာမှာခြေစွမ်းအသင်းတင်ပြနိုင်ခဲ့တယ်ဆိုပေမဲ့ယူနိုက်တက်မှာသူကောင်းခဲ့စဉ်ကခြေစွမ်းမျိုးတော့ပြန်မရသေးပါဘူး။လက်ရှိမှာအသက်28နှစ်ရှိပြီဖြစ်တဲ့ရက်ဖိုး မျိုးကံပြိုင်ပွဲအသင်းဖြစ်တဲ့ Man City အသင်းကလိုချင်နေတာပါ United Academy ထွက်ကစားသမားက Man City ကိုတကယ်ပဲပြောင်းမှမလားဆိုတာတစ်ချက်ကတန်တရားဝင်နေကြပါ United ကို Marcus ကမချစ်ဘူးလို့ထင်ရပေမဲ့တကယ်တမ်းတော့ချစ်တယ်ထင်ရပါတယ်ဘာလို့လဲဆိုတော့သူသွားချင်တာက England Club တွေရဲ့အဝေး La Liga ကိုဖြစ်နေတော့ပါတကယ်လို့သာဖြစ်လာခဲ့ရင် Pep Guardiola ရဲ့လက်အောက်မှာ Marcus တယောက်ပြန်လဲတောက်ပလာနိုင်မလားစောင့်ကြည့်ရမှာပါ Marcus ကိုယ်တိုင်ကတော့ Barcelona ကိုလာသာ short ယူပြီးသွားချင်နေတာပါ6 Anthony Anthony ကလည်း Marcus နဲ့အတူတူပါပဲ ယူနိုက်တက်ကလည်းသူ့ကိုရောင်းဖို့ပဲဆန္ဒရှိပြီးဘက်တစ်ကလည်းအငှားပြည့်ရင်ပြန်ပို့ရတော့မှာပါဘက်တစ်ဘက်ကအန်တိုနီအတွက်ပြောင်းရွှေ့ခြင်းမပေးခြင်းပဲနောက်တရာဒီ15ပြီးရာဒီကုံမှအလွတ်နဲ့ခေါ်ချင်နေတာပါဒါပေမဲ့ယူနိုက်တက်ကဒီလိုအရှုံးခံမှာမဟုတ်ပဲဒီ transfer market မှာရောင်းထုတ်ချင်နေတာပါအန်တိုနီကို United လို့ခေါ်ခဲ့တော့က Euro 86တန်းကုန်ခဲ့ပြီးအခု United ဘက်က90လောက်မှမရရင်အဆင်မပြေပါဘူး။ Anthony က Bad Team မှာတွားကစားခဲ့စဉ်တုန်းက22ပွဲကစား၊ရှေ့ကိုသွင်းပြီး9ချိန်ဖန်တီးနိုင်ခဲ့ပါတယ်။ သူ့ကိုအာဆင်နယ်ကခေါ်ချင်နေတယ်လို့သတင်းထွက်နေပြီးအာဒီတာကအန်တိုနီကိုလာမယ့်နှစ်အတွက်သူခေါ်ယူမဲ့ကစားသမားတွေမှာထည့်ထားခဲ့ပေမဲ့ယူနိုက်တက်လူချင်းနေတဲ့တန်း90တော့ပေးမှာမဟုတ်ပါဘူးဖြစ်လာခဲ့ရင်တော့တန်း30လောက်နဲ့ပဲဖြစ်နိုင်ရည်ရှိပါတယ်ခொနဲ့ Florian Wiss Wiss ကပြီးခဲ့တဲ့ရာသီ Leverkusen Champion ဖြစ်ရေးမှာအရေးပါတဲ့ကစားသမားပါပဲ ဇာဗီအလွန်ဆိုအားကိုးခဲ့ရတဲ့ကစားသမားဖြစ်ပြီးပြီးခဲ့တဲ့ရာသီမှာ18ဂိုးသွင်း90ဖန်နီးခဲ့ပါတယ်။အခုရာသီမှာလည်း16ဂိုးသွင်း73လုံးဖန်နီးထားခဲ့ပါတယ်။လီဗာကူဆင်ရဲ့ကွင်းလယ်မှာသူ့ရဲ့ pass တွေမရှိမဖြစ်ဖြစ်ပြီးသူ့ကိုတော့လိုချင်တဲ့အသင်းတွေများပါတယ်။ဒီထဲမှာအနည်းဆုံးဖြစ်တဲ့အသင်းကတော့ Bayern Munich ပါပဲ။ Bayern Munich နီးပြကုမ္ပဏီက Wiss ကိုလိုချင်နေပြီးထွက်ခွာသွားပြီဖြစ်တဲ့မူလာရဲ့နေရာမှာအစားထိုးချင်နေပါတယ်။ တရားဝင်ကမ်းလှမ်းမှုတွေလည်းပြုလုပ်တော်မူစီစဉ်နေပြီလို့ဆိုပါတယ်။နောက်ပြီးလီဗာပူးကလည်းတန်းတရာကျော်နဲ့ကမ်းလှမ်းထားပြီလို့သတင်းတွေထွက်နေခဲ့ပါတယ်။၈ Vida Rockies Vida Rockies ကတော့ဒီအချိန်မှာအသင်းတိုင်းအသင်းတိုင်းလိုချင်နေတဲ့ကစားသမားပါပဲ။လက်ရှိအသက်ကလည်းငယ်သေးတယ်။လက်ရှိဥရောပရဲ့အကောင်းဆုံးအထောက်တိုက်စစ်မှုလို့ပြောရမယ်။ Rockies ကိုအာဆင်နယ်ကအခေါ်ချင်ဆုံးကလပ်ဖြစ်ပါတယ်။ သူတို့ကပြီးခဲ့တဲ့ရာသီတိုက်စစ်မှုဆက်စပ်မရှိတဲ့ဒဏ်ကိုခံစားပြီးဖြစ်တာကြောင့်အခုနှစ်မှာတော့ဒီနေရာအတွက်ပြစ်မှတ်တွေအများပြားထားခဲ့ပါတယ်။ဒီထဲမှာ Vidaro Kires ကသူတို့အလိုချင်ဆုံးပါပဲ။ Rogiers အတွက်အပြောင်းရွှေ့ကြီးကလည်းစာချုပ်ပါအချက်လက်ရတန်း60လောက်ပဲရှိပါတယ်။ဒါက Rogiers လိုကစားသမားအတွက်အဝန်စရာကောင်းတဲ့ပမာဏပါ။တနာထက်ကိုလွန်နေလို့အသင်းတိုင်းလိုချင်နေတဲ့ဒီကစားသမားကိုဘယ်အသင်းလက်ဦးမလဲဆိုတာကိုစောင့်ကြည့်ရမှာပါ။ဒါမှမဟုတ်တခြားဘယ်အသင်းရောက်နိုင်မလဲဆိုတာစောင့်ကြည့်ရမှာပါ။ Go Emiliano Martinez Aston Villa အသင်းရဲ့ဂိုးသမား Emily Rano Martinez ကို Arsenal အသင်းနဲ့သတင်းထွက်နေတာပါဒါပေမဲ့ဒါက David Raya အသင်းကထွက်သွားမှာပါ Madrid က Couto A နေရာကို David Raya နဲ့အစားထိုးခြင်းတွေလို့သတင်းတွေထွက်နေပါတယ်တကယ်လို့ဒီလိုအစားထိုးမှုကဏ္ဍလာခဲ့ရင် David Raya ကလည်း Madrid ကိုပြောင်းချင်ခဲ့ရင်အဲ့ဒီအခါကျမှ Arsenal ကသူ့ရဲ့ကစားသမားဟောင်းဖြစ်ခဲ့ဘူးတဲ့ Emily Rano Martinez ကိုခေါ်ယူဖို့လုပ်မှာပါ ီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးနဲ့ဆက်ပေးပြီးဆိုတော့ခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုလေး technical analysis ဗီဒီယိုလေးကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ comment မှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ